ရဲသုံးဆောင်ပစ္စည်းတွေနဲ့ရဲဌာနချုပ်တစိမ့်ကတ်ထားတဲ့ကားတစီတို့ကိုအယောင်ဆောင်သုံးပြတဲ့လူငယ်တို့ကိုမင်္ဂလာတောင်ကျွတ်မြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးကထုတ်ပြန်ထားပါတယ်။မေလာရှိရနေညနေ9:00နာရီခန့်ကရှေးပိုင်းခရိုင်ရဲတပ်ဖွဲ့မှုရုံကတာဝန်ရှိသူတွေဟာမင်္ဂလာတောင်ကျွတ်မြို့နယ်ကံတော်ကလေးအနောက်ရပ်ကွက်ဒေါ်သိန်းတင်လမ်းနဲ့89လမ်းတောင်မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တစိမ့်နဲ့ကားအနောက်နံပါတ်ပြားပေါ်မှာပူလိစာရန်ပါတိုတာပေါက်ရင်တစည်းကိုတွေ့ရှိခဲ့ရပြီးတွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ဒီလိုစစ်ဆေးရမှာအဆိုပါရင်မေးမှာရင်ပိုင်ရှင်ဖြစ်တဲ့မင်္ဂလာတောင်ကျွတ်မြို့ မြို့နယ်နေအသက်16နှစ်ရွယ်ရှိကိုဇီယာနောင်ခေါ်ဇီယာမင်းခေါ်အပတွက်နဲ့အပေါင်းပါတို့ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးရင်းနှီးကိုရှာဖွေရမှာ Steel Tech တကွင်းနဲ့တော်တချောင်းအပြာနီဝါယာကြိုးတက်လျက် wireless မီလုံနှလုံးအနက်ရောင်နံပါတ်တုတ်တချောင်းမောင်တောင်းတစိပ်ပါအရာရှိဆောင်အုတ်ထုတ်တလုံးဒေးစစ်ချိုတန်ထုတ်အနက်ရောင်တချောင်းတို့ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပြင်မြန်မာနိုင်ငံရဲတပ်ဖွဲ့စတစ်ကာ24ခုမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရဲတပ်စိတ်စတစ်ကာ26ခုပစ္စတိုစာရန်ပါအနက်ရောင်ကော်တနက်တလက်အဖြူရောင်ခရာတစ်ခုကုညီပြားစီစာသားနဲ့ရန်ကုန်တိုင်းဒေသကြီးရဲတပ်စိတ်ကပ်ပေါ်မှာဇေယျမင်းပတ်စပို့တစ်ခုပြည်သူ့ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းရန်ကုန်တိုင်းစာသားပါကက်ရှစ်ခုနဲ့ ပူလိစာရန်ပါအနောက်ရောက်ပိုက်အင်ဂျင်တစ်ထည်တို့ကိုတင်စီရမိခဲ့ပါတယ်။ရှေးပိုင်းကရဲတပ်ဖွဲ့မှုကြောင့်ကအစစ်မြင့်ရဲရာရှိတူကကနအုစစ်စေးချက်တွေရရင်ပိုင်ရှင်ဟာရဲတပ်ဖွဲ့ဝင်တွေအုံပြုတဲ့အုံဆောင်ပစ္စည်းတွေဒစိမ့်တွေကိုကြိုက်နှစ်သက်လို့စူဆောင်းထားတာဖြစ်ပြီးလက်ရှိမှာဆက်လက်စစ်ဆေးဆဲဖြစ်တယ်လို့ပြောပါရယ်။အဆိုပါဖြစ်စဉ်မှာရင်ပိုင်ရှင်ကိုမင်္ဂလာတောင်ညွတ်မြို့မှရဲစခန်းကပ315မြင်းဆောင်၁၄ပြည်မှုပုံမှ190မြင်းဆောင်191နဲ့အမှုဖွဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါရယ်။